အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တူတူမန္တလေးမြို့မှာတည်ရှိနေတဲ့ကုန်းမောင်မင်းဆက်ရဲ့နောက်ဆုံးနှံတော်ကြီးတစ်ခုဖြစ်တဲ့မြန်နန်းစံကျော်ရွှေနှံတော်ကြီးကိုကျွန်တော်တို့တူတူသွားပြီးတော့လေ့လာကြည့်ကြရအောင်နော်နန်းတော်ကြီးကိုဝင်မယ်ဆိုလို့ရှိရင်တော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲဝင်ကြီးကျွန်တော်တို့အနေနဲ့ပြေးဖို့လိုအပ်ပါတယ် နန်းတော်ရဲ့အမိကိုတော့မြာနန်းစံကျော်ရွှေနန်းတော်ဆိုပြီးတော့တရင်ဝင်ထုတ်ပြန်တဲ့အမိန်တော်များမှာတွေ့ရပါတယ်။ရွှေနန်းတော်ကြီးကိုလည်းခေါ်ကြပါတယ်။နန်းမျိုးကိုတော့လေးကျွန်းအောင်မြေလို့သမုတ်ပြီးတော့ခေါ်ဝါကြပါတယ်။မင်းတို့မင်းတရားကြီးကတက္ကရာ1858ခုနှစ်ဖေဖော်ဝါရီလမှာပဲမြို့တစ်ကိုတည်တဲ့အခါမှာနန်းတော်ကိုပါတခါတည်းတိဆောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။မြို့တစ်ကိုတည်တဲ့နေရာမှာအကွက်ပေါင်း144ကွက်ပါဝင်ပြီးတော့နန်းတော်ဝင်ထဲမှာတော့16ကွက်ပါဝင်နေပါတယ်။ 423ဟက်တာရှိတဲ့နန်းတော်ဝင်းကိုပါ၄ဘက်လေးလံမှာ2ကီလိုမီတာအရှည်ရှိတဲ့မြို့ရိုးနဲ့အကျယ်64မီတာအနက်၄ .5 မီတာရှိတဲ့ရေကျုံတို့နဲ့ကာယံထားပါတယ်။မြို့ရိုးတခြား169မီတာတိုင်းမှာတော့ရဲမှတ်တွေကင်းဆောင်နိုင်ဖို့အတွက်တရဲခုံများထည့်သွင်းတည်ဆောက်ထားပါတယ်။မြို့ရိုးတစ်ဖက်စီမှာတကား၃ပေါက်စီရှိပြီးတော့စုစုပေါင်းတကား၁၂ပေါက်ရှိပါတယ်။ အရှင်မြတ်လက်ထက်တော်ကားကကျုံးကိုဖြတ်တန်းတည်ဆောက်ထားတဲ့တံတား၅ဆင်းရှိပါတယ်။အရှိဘတ်တောင်ဘက်နေမြောက်ဘက်မှာရှိတဲ့ပင်မတံတားများမှာတော့တံတားတစ်ဆင်းစီရှိခဲ့ပါတယ်။အနောက်ဘက်မှာရှိတဲ့ကြေးမုံတံတားနဲ့စီရှိတံတားတို့မှာတော့တံတားတစ်ဆင်းစီရှိပါတယ်။ကြေးမုံတံတားမှာရှိတဲ့တံတားကတော့နန်းတော်တွင်းမှာလူသေးထုတ်ရအမင်္ဂလာတံတားပဲဖြစ်ပါတယ်။ အင်္ဂလိပ်မြန်မာစစ်ပွဲပြီးမှာတော့နိုင်ငံအောက်ပိုင်းကိုသိမ်းပိုက်ခံထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာမိနေကကြီးမားထဲဝါတဲ့နန်းတော်တွေကိုတိစောက်ဖို့အတွက်အခြေအနေမရခဲ့တာပဲဖြစ်ပါတယ်။တက္ကရေ1859ခုနှစ်မေလ23ရက်နေ့မှာတော့နန်းတော်တိစောက်လို့ခြင်းကိုအလုံးစုံပြီးစီးခဲ့ပါတယ်။မန္တလေးနန်းတော်ရဲ့ပုံစံကတော့ရခိုင်နန်းတော်ဟောင်းများပုံစံတိုင်းပဲဖြစ်ပြီးတော့မြို့ရိုးနယ်ကျုံးတို့ကဝန်းရံထားပါတယ်။ နန်းတော်ကြီးကတော့ဝင်းအလဲပဟိုမှာတည်ရှိပြီးတော့အရှိတ်ဘက်ကိုမျက်နှာမူထားပါတယ်။နန်းဆောင်တွေအလုံးကအထက်တထက်သာဖြစ်ပြီးတော့နန်းဆောင်တွေပေါ်မှာရှိတဲ့ပြက်သက်အရေးအတွက်ကတော့အဆောင်ပိုင်းရှင်ရဲ့အရေးပါမှုကိုပြတ်တနေတာပဲဖြစ်ပါတယ်။မန္တလေးနန်းတော်မှာတော့မင်းတို့မင်းနဲ့တီပေါ်မင်းနှပါတို့ကပဲစိုးစံတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်။ရွှေနန်းတော်ကြီးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ရွှေနန်းတော်ကြီးကိုအပိုင်း၃ပိုင်းပိတ်ချတာပါဗျ။ ရွှေနန်းတော်ကြီးမှာတော့အရှိပိုင်းမင်းဆောင်တော်အနောက်ပိုင်းမင်းဆောင်တော်အနောက်ပိုင်းမိဖုရားဆောင်တော်ဆိုပြီးတော့အပိုင်း၃ပိုင်းနဲ့ခွဲခြားထားပါတယ်။အရှိပိုင်းမင်းဆောင်တော်မှာတော့စုစုပေါင်းအဆောင်32ဆောင်ရှိပါတယ်။အနောက်ပိုင်းမင်းဆောင်တော်မှာတော့စုစုပေါင်းအဆောင်၄ဆောင်ရှိပါတယ်။အနောက်ပိုင်းမိဖုရားဆောင်တော်မှာတော့88ဆောင်ရှိပါတယ်။စုစုပေါင်းနေနဲ့အဆောင်ပေါင်း114ဆောင်ရှိပါတယ်။နန်းဆောင်များကိုတော့2မီတာအမြင့်ရှိတဲ့အုပ်ခုံပေါ်မှာတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ အခုမြင်တွေ့နေရတာကတော့မြင်နှမ်းပြတ်သက်တော်ပဲဖြစ်ပါတယ်။ဥထိတ်တကားမှလာပြီးတော့ရှင်နန်းနာတို့အရောက်မှာတွေ့ရမယ်ပြတ်သက်တော်ကတော့မြင်နှမ်းပြတ်သက်တော်ပဲဖြစ်ပါတယ်။ဘုခနဆင်းရှိပြီးတော့ရွှေနန်းတော်ရဲ့အူအဖျားထိတ်မှတရှိနေတဲ့အစာအုပ်ပဲဖြစ်ပါတယ်။ပြတ်သက်တော်ကြီးရဲ့ရှေ့တက်တက်မှာတော့မြေနန်းစမုပ်ဦးဘေးဝဲရမှာတော့လက်ဝဲဘက်မှာမြေနန်းဆောင်လက်ရဘက်မှာမြေနန်းဆောင်ဆိုပြီးတော့တရှိနေတာပဲဖြစ်ပါတယ်။မြေနန်းတော်စမုပ်ဦးရှိမှာတော့မင်းတက်လေးကားတစ်ခုရှိပါတယ်။ ဲ့ဒီလေကားမှာတော့ဘရင်တူတဲတာအတက်အစင်းလုပ်ပါတယ်။အဲ့ဒီမြေနှံပြတ်တက်ကြီးမှာဆိုရင်တော့ယမနီသားနဲ့ချင်းတိရုတ်ခန့်တီဟာတနပလင်တော်ရရှိပါတယ်။အကြီးအကျယ်မင်းခမ်းမင်းသားရှိတဲ့ခါရီဝါဝင်ဝါကျွတ်တွေအတာနစ်ကူးချိန်တွေ စားတဲ့အချိန်တွေမှာပဲမင်းမိဖုရားနှစ်ပါးထွက်တော်မူပြီးတော့ကရော့ခံလေးရှိကြပါတယ်။တစ်နှစ်မှာ၅ချိန်ကရော့ခံတယ်လို့လည်းဆိုရှိပါတယ်။မြေနှံပြတ်တက်မှာစနုကူးလျက်အနောက်ဘက်မှာတော့အရှိစေတဝန်ဆောင်ဆိုတာရှိပါတယ်။ ခုမြင်တွေ့နေရတာကတော့ဈေးတဝန်ဆောင်ပဲဖြစ်ပါတယ်။ထို့ဆောင်မှာတော့ဟင်တာရုတ်ခန့်နဲ့ဟန်တာတနရာဇပလင်ရှိပါတယ်။အဲ့ဒီဈေးတဝန်ဆောင်မှာတော့ရွှေတိုက်ကနေပြီးတော့ဘိုးဘေးမင်းတို့ရဲ့ရွှေရုတ်ထူတွေကိုပူဇော်ကြတော့ခံလေးရှိပါတယ်။ထိုနေရာမှာတော့နိုင်ငံသားတန်အမတ်များကိုတွေ့ရတဲ့ဆရာတော်ဖျားများကိုပင့်ဖိတ်ပြီးတော့တရားနာလေးလည်းရှိပါတယ်။ထိုအဆောင်မှာစနုကူးရီတောင်ဘက်မှာတော့လေသာဆောင်ရှိပြီးတော့မြောက်ဘက်မှာတော့ဘေးတိုက်ရှိပါတယ်။ ခုမြင်တွေ့နေရတာကတော့ဘောင်းတော်ဆောင်ပဲဖြစ်ပါတယ်။ဘောင်းတော်ဆောင်ကတော့အရှိစေတဝန်ဆောင်ကနေပြီးတော့အနောက်သို့ဆနူကူးမယ်ဆိုရင်ဘရင်မင်းမြတ်ရဲ့တရဖူတော်ဘောင်းတော်မခိုက်တော်စတဲ့အရာတွေကိုထားတဲ့ဆောင်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့မှန်နှန်းဆောင်ပဲဖြစ်ပါတယ်။မှန်နှန်းဆောင်ကတော့ဘောင်းတော်ဆောင်ရဲ့အနောက်ဘက်မှာစနူကူးပြီးတော့စောက်ထားတဲ့ဆောင်ကတော့ဘရင်မင်းမြတ်ဆံမြန်းရာမှန်နှန်းဆောင်ပဲဖြစ်ပါတယ်။ ကွန်း90စမြင်ခန်9တက်နဲ့ရွှေညီဖလံဖမ်းမန်တို့နဲ့စီချဲထားတဲ့နန်းတော်အတွင်းအလှပါဆုံးဆောင်ဟုပင်ဆိုနိုင်ပါတယ်။အလယ်မှာတော့တောင်မြောက်မာရဘင်ကန်က မာရဘင်ရဲ့အပြင်မှာတော့မနောရဟထီးဖြူဆိုင်ဆောင်အပ်သောကရဝေးသားဖြစ်ထုလုပ်ထားတဲ့ဗဒုံယုတ်ခံဗမာရတနပလင်ဆိုတာရှိပါတယ်။မှန်တန်းဆောင်ကိုတော့မူမတ်တီအမြဲတမ်းခါစားစရာမလိုအပ်ပါဘူး။အမိန်တော်ရမှသာခါစားရတဲ့နေရာပဲဖြစ်ပါတယ်။ ထိုအဆောင်ရှိဘက်မှာရှိတဲ့စနုကတော့ညီလာခံစနုပဲဖြစ်ပါတယ်။တန်တမန်အငယ်များနဲ့ရဲဝေးစော်ဘွားတွေကတော့ဒီနေရာမှာလက်ခံတွေ့ဆုံတာပဲဖြစ်ပါတယ်။ဖြေတိုက်တော်မှာရှိတဲ့တန်တော်စနုကထိုနေရာမှာနေပြီးတော့တန်တော်လှမ်းဆင်ရ၍မင်းတရားကြီးကတော့မှန်နှမ်းဆောင်မှာပဲနာခံတော်မူပါတယ်။ဘဝရှင်မင်းတို့မင်းတရားကြီးကထိုအဆောင်မှာနေညမပြတ်ဆံမှန်းခဲ့တာပဲဖြစ်ပါတယ်။ပြေးတိုက်ဆောင် ခဲတိုက်ဆိုတာမော်စကာပတိုက်ပြဲဖြစ်ပြီးတော့မြန်မာလိုပြန်မယ်ဆိုရင်တော့လူပြိုတော်ဆောင်ပဲဖြစ်ပါတယ်။ဟန်တာဝရီစင်ပြူများရှင်လက်ထက်တော်ခါကမွန်တလိုင်းလူပြိုတော်တွေကိုထိုးဆောင်မှစန်းစားစီပြီးတော့ဖြဲတိုက်လို့ခေါ်တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့အမှန်တကယ်မစံစားတော့လေဆင်လာရဆက်လက်ခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီအဆောင်မှာတော့ဆင်ယုတ်ခံဂဇာတနရာဇပလင်ရှိပါတယ်။တိုင်းပြည်ရာကိုဘရင်ကိုယ်တော်တိုင်ထွက်ပြီးတော့ဆွေးနွေးတယ်လို့ပဲမူးမက်များကလည်းဆွေးနွေးတဲ့နေရာပဲဖြစ်ပါတယ်။ ရဲတိုက်အတွင်းဝင်ကတော့လွတ်တော်ဝင်ကြီးများလောက်ယာရုမကြီးပေမဲ့ဘရင်မင်းမြတ်နဲ့နီးကပ်တဲ့ဌာနဖြစ်တာမို့လို့လွတ်တော်ထက်အရေးပါခဲ့ပါတယ်။လေတာဆောင်လေတာဆောင်ဆိုတာကတော့လေငင်းခံရအဆောင်ပဲဖြစ်ပါတယ်။သာသနာရေးကိစ္စတွေအတွက်ရန်ဖန်ရန်ခါမှာတော့ဆရာတော်များနဲ့ပင့်ပြီးတော့ဆွေးနွေးတတ်ပါတယ်။တောင်ပိန်းတဲ့အားဖြင့်ခယူသင်းခံကပြုလုပ်ထားတဲ့သင်္ခါတနာရာဇပလင်ဆိုတာရှိပါတယ်။ အနောက်ပိုင်းမေပြားဆောင်များအနောက်ပိုင်းမေပြားဆောင်များကတော့စံနှန်းတော်မူရာမှန်နှန်းဆောင်ရဲ့အနောက်မှဆ ảy တောင်မြောက်တန်းလျက်6တန်းတည်ရှိလို့နေပါတယ်ထိုရာများကတော့အနောက်ပိုင်းမေပြားဆောင်များပဲဖြစ်ပါတယ်နမ်မြမျိုးစင်ကတော့ရွှေနှန်းတော်ကြီးတောင်ဘက်ချမ်းမှာပဲတည်ရှိနေတာပဲဖြစ်ပါတယ်နမ်မြမျိုးစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်မှာအသေးစိတ်ပြောပြပေးသွားခဲ့ပြီးပဲဖြစ်ပါတယ် အနောက်ပွဲတက်စေတဝန်ဆောင်တော့အနောက်စမှုဆောင်နဲ့စနုကူပြီးတော့အရှိတ်မှာပွဲတက်ဆောင်ရှိပါတယ်။သုံးထက်စေတဝန်ဆောက်လုပ်ထားပါတယ်။ထိုးဆောင်မှာတော့အလဲကမာရပင်နဲ့ကန့်ပြီးတော့တရက်သားနဲ့ပြုလုပ်ထားတဲ့ဗဒုံမာကြာပွင့်ခံဗတုမာတနာရာဇပလင်ဆိုတာရှိပါတယ်။ဝါဝင်ဝါကျော်နှစ်တကူများမှာတော့မိဖုရားမင်းသမီးကတော်မယားစတဲ့စတဲ့မင်းမိမတို့ပူဇော်တဲ့အခါမှာမင်းမိဖုရားထွက်တော်မူပြီးတော့ကတော်ခံရနေရပဲဖြစ်ပါတယ်။ ထို့အပြင်မြစ်မိုးပွဲတဆောင်မုံလာပြီး အဖိတ်နီညာကထိန်လျာမတိုးတင်ကရက်တော့အခါမဟာပိန်းနေပွဲအခါများမှာဤဆောင်ကနေထွက်ပြီးတော့ရှုကြည့်ခန်းစားလေးရှိပါတယ်။ယခုအခါမှာတော့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ပြလိုက်ဖြစ်ဖွင့်လှစ်ထားပါတယ်။ဗြိတိရှားတို့တက်ဂရိတ်1889ခုနှစ်မှာကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ နန်းရင်းလက်ရာပစ္စည်းတွေကိုဖျက်ဆီးပြီးတော့တချို့ကိုတော့ယူဆောင်သွားခဲ့ကြပါတယ်။အဲ့ထက်ကမှတချို့ကိုတော့ဒီလန်ဒန်မှာရှိတဲ့ဗစ်တိုရီယာနဲ့အယ်ဘတ်ပြတိုက်မှာအခုချိန်ကအထိပြသထားတာပဲဖြစ်ပါတယ်။ဖျက်ဆီးခံခဲ့ရမှုတွေထဲမှာတော့နန်းရင်းဗီဒီကတ်တိုက်တော်လည်းပါဝင်ခဲ့ပါတယ်။ဗြိတိရှားတို့ကနန်းတော်ကို Defrin Counter အဖြစ်အသွင်ပြောင်းပြီးတော့အသုံးပြုခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာလည်းဂျပန်တို့ကထောက်ပံ့ရေးစခန်းအဖြစ်အသုံးပြုခဲ့ကြပြန်ပါတယ်။အဲ့ဒီနောက်မှာတော့မဟာမိတ်တို့ရဲ့ဘုံကျဲမှုကြောင့် နန်းတော်ဆောင်တော်တော်များများကမိလောင်ပျက်စီးခဲ့ရပြီးတော့နန်းဆောင်အနေငယ်နဲ့နန်းမြင့်မြော်စင်သာကျန်ခဲ့တယ်လို့ဆိုပါရယ်ဒီလိုနဲ့တက်ကရ1990နောက်ပိုင်းမှာပြန်လည်တိစာဝေးကြီးလုပ်တဲ့အခါမှာပုံစံတူဆောက်လုပ်ခဲ့တော်냐လဲအတုံးပြည့်တဲ့ပစ္စည်းတွေကတော့မတူတော့ဘဲဖြစ်ပါရယ်ဥပမာအမိုးကိုတမိုးထားခြင်းနန်းဆောင်တစ်ခုကိုတီဘောမင်းလက်ထက်ကဖျက်သိမ်းပြီးတော့ရွှေနန်းတော်ဘုန်းကြီးကျောင်းအဖြစ်ပြန်လည်တိစောက်ခဲ့ပါရယ်ဒီဖုန်ကြီးကျောင်းကပဲမူလတက်သားနန်းတော်ရဲ့တခုတည်းသောလက်ကျန်စာအုပ်ပဲဖြစ်ပါတယ် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ဗြိတိရှစစ်တပ်ကနန်းတော်အတွင်ဝင်ရောက်လာပြီးတော့ဗရစ်မိသားစုကိုဖမ်းခေါ်ဆောင်သွားပြီးတော့နန်းတော်ကိုလည်းသိမ်းပိုက်ထားခဲ့ကြပါတယ်။ဟုတ်ကဲ့ခုလောက်ဆိုလို့ရှိရင်တော့နန်းတော်နဲ့ပတ်သက်ပြီးတော့အနည်းငယ်လောက်တည်သွားလောက်ပြီလို့ထင်ပါတယ်။ဆက်လက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ပုံမှန်စိတ်ဝင်စားစရာအကြောင်းအရာများကိုလေ့လာလို့လည်းရပါတယ်။